Hi အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းမှာကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ခေါလံဘူမှာရှိတဲ့ Twin Tower ကိုကျွန်တော်နဲ့အတူတူတွားကြည့်ရှာဖို့ဖိတ်ခေါ်ပါရစေ။ ကျွန်တော်သွားလေတော့က ASEAN meeting 2025နဲ့တိုးတဲ့အခါကျတော့ကျွန်တော်အဲ့ဒီနေရာကိုလည်းတခြားလေးသွားလေပြီးတော့တပ်ပုံတွေလည်းရိုက်ခဲ့နေရတယ်။ ျွန်တော်ကဒီ twin tower ကိုကြည့်ရတာနေခင်ဘက် view နဲ့ဒီညဘက် view ကိုပို့ပြီးတော့သဘောကျတယ်။ဘာဖြစ်လို့လဲဆိုတော့ညဘက်ကမီးရောင်နဲ့ပို့ပြီးတော့ကြည့်လို့ကောင်းတယ်။နေဘက်ကျတော့နည်းနည်းအမ်ပုံမှန်လိုမျိုး tower တစ်ခုလိုမျိုးဖြစ်နေတာပေါ့နော်။ကျွန်တော်ပဲမီးရောင်ခြိုက်တဲ့လူမို့လို့လားမသိဘူး။မီးရောင်နဲ့ကြည့်ရတာကိုပို့ခြိုက်တယ်။တပ်ပုံကတော့ကိုဘသာကိုပဲဖုန်းထောင်ပြီးတော့ခြိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိခတ်ပြီးတော့ ြည့်ပြပါခင်ဗျာ။နောက်ဘလော့တွေကြလို့ရှိရင်တေချာလေးစူးစမ်းပြီးတော့ခေါင်းခေါင်းလေးရိုက်ပြပါမယ်ဗျာ။ကိုအမြင်နေရတဲ့အနောက်ကထာဝရကြီးကတော့မာရီကာ118ပါသူကပြီးထားတာမကြသေးဘူးအဲကျွန်တော်တို့ဒီနားကကြည့်မယ်ဆိုလို့ရှိရင် ရထားဖြတ်သွားတဲ့အချိန်အနောက်ကပြူနဲ့အရင်ကိုကြည့်လို့ခေါင်းနဲ့ တော်တော်များများလူတွေလည်းလာကြည့်ကြတယ်ပေါ့နော်ဒီ view ပဲအဆုံးထိကျေးဇူးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နောက်ထပ်ဘလော့တွေမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာ